ပန်စစ်သားတွေကိုမလကီရာသွားစေခဲ့တဲ့မြန်မာနိုင်ငံကတင်မင်းတမန်ကျွန်းဒီကျွန်းကတော့တင်မင်းတမန်ကျွန်းလို့တော့အမည်ပေးထားကြပါလိမ့်ဒီကျွန်းကိုရောက်ရှိစခန်းချရတဲ့စစ်သားဥယေရာနဲ့ချီတဲ့အထိတည်ဆုံးခဲ့ရတဲ့ကျွန်းဖြစ်ပြီးတော့ကျွန်းတစ်ခုလုံးကလူတစ်ယောက်ရဲ့အသက်ကိုအချိန်မရွေးတည်စေနိုင်တဲ့အန္တရာယ်တွေအပြည့်နဲ့ဖြစ်ပါလိမ့်ဒါကြောင့်သိပ္ပံပညာရှင်တွေကတော့မှဒီကျွန်းကိုမသွားချဖို့အတွက်တားမြစ်ခဲ့ကြပါလိမ့်ဘာဖြစ်လို့များပါလဲဒီနေရာမှာရေငန်မီချောင်းတွေအကောင်အရင်များစွာရှိကြပါလိမ့် နောက်ပြီးတော့ငမန်းကြီးတွေလည်းနေထိုင်ကျဆားကြသလိုကျွန်းတဲ့အနီးတစ်ဝိုက်မှာရေဒီယိုတက်တီကြွဆွန့်ပစ်ပစ္စည်းတွေကအများပြားရှိနေတာကြောင့်ဖြစ်ပါတယ်။ကောင်းပါပြီ။ဒီလောက်အထိကြောက်စရာကောင်းလို့နဲ့တင်မင်းတမန်ကျုံးကဘယ်နေရာမှာတည်ရှိတာလဲ။ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပဲတည်ရှိနေတာဖြစ်တယ်လို့ပြောရင်တော့သင်အနေနဲ့ပါဇက်အဟောင်းသားဖြစ်သွားပါမလား။ဒီကျုံးကမြန်မာနိုင်ငံမှာပဲတည်ရှိနေတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကမဟာမိတ်တပ်တွေနဲ့တိုက်ပွဲဖြစ်ရင်ဂျပန်စစ်သားတွေကစုခွာထွက်ပြေးခဲ့ကြပြီးတဲ့နောက်ဒီကျုံးကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ါပေမဲ့ဒါကပဲသူတို့ရဲ့ဘဝမှာအကြီးမားဆုံးသောမှားယွင်းနဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းသူတို့သိလိုက်ရချိန်မှာတော့အတော်လေးကိုနောက်ကျသွားခဲ့ရပြီလေဖြစ်ပါတယ်။ဒါကြောင့်ဒီအဖြစ်ပြက်ကလူသားသမိုင်းမှာတိရစ္ဆာန်တိုက်ခိုက်မှုကြောင့်အကြီးမားဆုံးသောတေပြောက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်အဖြစ်နဲ့လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီကျွန်းရဲ့နာမည်ကတော့ရခိုင်ပြည်နယ်ကရံပြဲကျွန်းပဲဖြစ်ပါတယ်။ဂျပန်စစ်သားတထောင်လောက်ဟာမဟာမိတ်တပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရံပြဲကျွန်းမှာအခြေစိုက်ထားတဲ့သူတို့ရဲ့တပ်ရင်းတစ်ခုနဲ့ပူးပေါင်းမှုအတွက်အဆုတ်ခွာထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့သွားစီရလမ်းကြောင်းကတစ်ခုတည်းပဲရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလမ်းကြောင်းထဲမှာကြီးမားချေပြန်တဲ့ဒီရီတော်ကြီးတွေကိုဖြတ်တန်းပြီးတော့သွားရောက်ရမယ်ခရီးစဉ်အစိပ်ပိုင်းတစ်ခုလေးပါဝင်ပါတယ်။ဒီရီတော်ကြီးကိုဖြတ်ကျော်ရမယ်ခရီးရဲ့အကွာအဝေးကဆယ်မိုင်လောက်တော့မှရှိပါတယ်။အဲ့ဒီအချိန်မှာမဟာမိတ်တပ်တွေကရေထဲကလှေပေါ်တွေပါပဲရှိနေခဲ့ကြပြီးတော့ဂျပန်စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမပြုဘဲအခြေအနေတွေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။အချိန်က1945ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ဖြစ်ပါတယ်။ဒီရီတော်ကြီးကိုဖြတ်ကူးရမယ်အချိန်ကအာကာလညအခါကိုရောက်ရှိနေခဲ့ပါပြီ။ဂျပန်စစ်သားတွေကဒီရီတော်ကိုဖြတ်ကူးကြစင်မှာ အဲ့ဒီဒီရီတော်ထဲမှာနေထိုင်ချက်စားကြတဲ့ရေငယ်မိယောင်းတွေနဲ့တွေ့တော့တာပါပဲ။မိယောင်းကြီးတွေရဲ့အကောင်အွယ်စားကလည်းဒိုင်နိုဆောကြီးတွေလိုကြီးမားလွန်လာပါလေ။လူသားနဲ့မိယောင်းတို့ရဲ့တိုက်ပွဲမှာမိယောင်းတွေရဲ့တိုက်စစ်ကြောင့်လူသားတွေရဲ့အသက်လူပွဲကအော်ဟစ်တန်တွေနဲ့ဆူညံစွာကဘာပြက်နေခဲ့ကြပါလေ။တညထဲမှာပဲကဘာပြက်ခဲ့ရတယ်လို့ဆိုရပါမယ်။ဒီရီတော်ကြီးကိုစတင်ဖြတ်ကူးစဉ်မှာဂျပန်စစ်သားအယောက်တစ်ထောင်လောက်ထိရှိခဲ့တာပါ။ဒါပေမဲ့မိယောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်မနက်မိုးလင်းတဲ့အချိန်မှာတော့အလောင်းတွေကပြန့်ကျဲနေပြီးတော့အသက်ရှင်နေကြတဲ့ဂျပန်စစ်သားတွေကအယောက်20လောက်ပဲကျန်ရှိကြပါတော့တယ်။ သူတို့တွေကလည်းအတော်လေးကိုတဲကြည်ပြတ်နေကြပါပြီ။ဒီမိချောင်းကြီးတစ်ကောင်ဟာအရွယ်ရောက်ပြီးသားအကောင်ဆိုရင်အရှိ18ပေးလောက်ထိရှိပြီးတော့ခန္ဓာကိုယ်ကပေါင်တစ်ထောင်လောက်ထိတောင်မှအလေးချိန်ရှိတာဖြစ်ပါလေ။ဒီတော်တွေကဖန်းစီရမိတဲ့ရေငယ်မိချောင်းကြီးဆိုရင်3690ပေါင်ထိအလေးချိန်ရှိနေကြတာပါ။ဒီဖြစ်ပျက်ကကဘာကျော်သွားခဲ့ရတဲ့တကယ့်ဖြစ်ရမှန်ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါလေ။ကြားရတာယုံနိုင်စရာမရှိဘူးဆိုပေမဲ့တတ်သည့်အထောက်ထားတွေနဲ့ခိုင်ခိုင်လုံလုံဖြစ်ခဲ့တဲ့ဖြစ်ရလည်းဖြစ်ပါလေ။ဂျပန်စစ်သားဥယေကတော့အတိအကျဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဂျပန်စစ်သားဥယေရာပေါင်းများစွာတည်ဆုံးခဲ့ကြရတာကတော့ မှန်ဖြစ်တယ်လို့အဲ့ဒီတော့ကဒီဖြစ်ချက်ကိုကြုံတွေ့ခဲ့ကြရတဲ့မဟာမိတ်ဆက်သားတွေကပြန်ပြီးတော့ပြောပြခဲ့ကြပါလေ။ရန်ပြဲကျွန်းမှာရှိတဲ့အန်ရယ်တွေဟာအဲ့ဒီအချိန်တုန်းကဒီလောက်နဲ့ပဲရက်တံမသွားပါဘူး။အစိပ်ပြင်းလုံးနဲ့မွေပင်ကူတွေကလည်းတကြုံလုံးအနှံ့ရှိနေကြတာဖြစ်လို့ဒီကျွန်းကလူတွေရဲ့အသက်ကိုရန်ရှာနိုင်တဲ့သင်းမင်းတမန်ကျွန်းကြီးအဖြစ်နဲ့သတ်မှတ်ချင်ခံခဲ့ရတယ်လို့ဂျပန်ဆက်သားတွေမိကျောင်းစာဖြစ်ခဲ့ရတဲ့အဖြစ်အပျက်ကလည်းဂိမ်းနဲ့စံချိန်တင်ခဲ့တဲ့အထိကဘာကျော်ခဲ့ရပါလေ။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးကြကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။